ကျော်သွားလင်းတရရနံပါတ်တက်မလို့နံပါတ်3ပေါ်သွားဘူးကျော်သွားလင်းရဲ့တမီးပေါ့နန်းနန်းလင်းလေလို့နန်းလင်းလေဦးလို့ခေါ်တာပေါ့ခုနကမြန်နန်းလင်းလေဦးလို့ခေါ်မှတယ်သူကကျိုးတိုးတက်ကတူမှာတက်ကတူတက်နေတယ်ခလိမာလေးပါအဲသူကကျိုးတိုးတက်ကတူမှာတက်နေတယ်ခလိမာလေးပါသူပုံလေးကြည့်တော့တကယ်ပြောဟိုကျွန်တော်ဆွဲရောလေးပါကျွန်မနေလို့ချေချုံခေါ်မှလေးရဆွဲရောလေးပါသူကသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ကျိုးတိုးတက်ကတူမှာသူကဘလူးပဲဖြစ်စားဝဲကြောက်တက်ပြီးပညာသင်ကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပ်ပြီးတော့ကန့်ကွက် ပါရှိဦးဒါကြတဲ့ပို့စီတင်သူတို့ live တက်တည်တွေ့ပြီးလို့ရှိရင်ကမန့်နေပြီးပြီးတော့ဘက်ကနေပြန်တွေ့ရဘက်ကကြည့်ရင်တော့သူ့အတူចောင်းတက်နေတဲ့ကလေးမှမှန်တယ်လေငါတို့ပြည်သူဘက်ကကြည့်လို့ရှိရင်အဲ့ဒီကလေးမှသုံးစားနေသုံးဆွဲနေတဲ့ငွေချင်းကစပြီးတော့ဒီကလေးမှမိသားစုရထားတာဒီကျော်စွာလင်းရဲ့စစ်သားလာကတွေလားတိုင်းပြည်ရဲ့ငွေတွေလားလာမမပူနဲ့ကျော်မျိုးမင်းအဲ့ဒီဘဝတွေဆက်လာမှာအဲ့ဒီအလုပ်ကိုတွန်းလုပ်တဲ့ဒူတိုင်းအဲ့ဒီဘဝကိုခံစားရမှာမင်းတို့ထင်တာကတော့ဒီနှစ်ပေါင်း 60လောက်တိဆောက်ထားတဲ့ SC ကျူးချင်းကလုံးဝကျိုလဲစရာအကြောင်းမရှိဘူးခင်းဆက်ဆက်တော်လန်ရင်းတွေလှုပ်လာတယ်တက်ကပဲနိုင်တယ်ဒီနေ့ချိန်နဲ့တက်ကပဲနိုင်တယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပါနော်အကယ်၍အဲ့ဒီမင်းတို့ရဲ့တက်ကမနိုင်ဘဲနဲ့ပြည်သူနိုင်သွားရင်မင်းတို့အဲ့ဒါလေးကိုတွင်းမိကြရင်ဘွိုင်းခေါ်တွေမအကုန်လုံးပါနော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးချုပ်ကျော်စွာလင်းသမီးဘွိုင်းကောလှုပ်ခံရလို့မခံမရနိုင်ဖြစ်နေတဲ့ကျော်မျိုးမင်းကိုစီစုံမလိုက်တီမှုအဆုံးထိနာဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာဒီတော့မှ မပြီးသေးဘူးစစ်ခွေးတွေဘဝဟာအခုတည်းကလူရမွေနဲ့ဘဝရောက်ပြီဒါကတော့ဗိုလ်ချုပ်ထိတော်စွာလင်းရဲ့တမီးကိုဂျပန်မှာဘိုင်းကော့လှုပ်ကြလို့မခံမရနိုင်ဖြစ်နေတဲ့စစ်ခွေးနောက်လိုက်ကျော်မျိုးမင်းကထပြီးတော့ဦးတဲ့တည်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ကြပါနော်ကျော်မျိုးမင်းပြောထားတဲ့ဇာတ်ကားနောက်ပါရီကျော်တော်လေးတမီးလူတရားလေးအဲရီကျော်တော်လေးတမီးကိုဒီဂျပန်ရောက်မြန်မာတွေကဝိုက်ကော့လုပ်နေဆိုတော့အိစာလေးဒီလိုပို့လို့ခေါ်တယ်ရှောင်းတော့မဟုတ်ပါဘူးဒီဘုံကြီးကျော်ဘုံကြီးကျော်တော်လေး sorry ဘုံကြီးကျော်တော်လေး ကျွန်တော်ကြောက်ရတယ်ပေါ့ကြောက်နေတဲ့ပုံကတော့ဟိုတခိုးလိုလိုဂျပိုးလိုလိုမင်းသူများအောင်ဆိုပြင်းပြင်းထန်ထန်ပြောတာတက်ကောင်မင်းအခုပြောနေရုပ်ကိုမင်းကြည့်ရဟမ်ကြော်သားလေးတတိယနံပါတ်တက်မလို့နံပါတ်3ကတော့ကြော်သားလေးရဲ့သမီးပေါ့နန်းနန်းနန်းလင်းလေလို့နန်းလင်းလေဦးလို့ခေါ်ပါတော့နော်ခုနကမြန်နန်းလင်းလေဦးမခေါ်တတ်တယ်သူကကျူတိုတက်ကတော်မှာတက်ကတော်တက်နေတယ်ခလေးမလေးပါအဲသူကကျူတိုတက်ကတော်မှာတက်နေခလေးမလေးဟိုပုံလေးကြည့်တော့လေတကယ်ပဲဟိုတော်တော်ချောချောလေးပါဟိုဂျမန်လူလေးလိုပဲချောချောလေးခေါ်မလေးရချောချောလေးပါသူကတော့ခလေးတယောက်လူငယ်တယောက်ပေါ့လူငယ်တယောက်နေနဲ့ ါသူကဘလို့ပဲဆောင်းဝဲကြောင်းတက်ပြီးပြာတိကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ကျိုးလိုယူနီဘာစီတီတခါတည်းပို့စီတင်သူတို့လိုက်ပြီးတက်ပြီးတွေ့ရပြီးလို့ရှိရင်ကွန်မန့်တွေပြပြီးတော့ဒုက္ခတွေပြီးတာတွေ့ရဥမာဆွေးကြပါဘူးအာအဲ့တော့ကမင်းတို့ဘက်ကကြည့်ရင်တော့သူ့အတူကြောင်းတက်နေတဲ့ကလေးမှမှန်တယ်လေငါတို့ပြည်သူဘက်ကကြည့်လို့ရှိရင်အဲ့ဒီကလေးမှသုံးစားနေသုံးဆွဲနေတဲ့ငွေကြေးကစပြီးတော့ဒီကလေးမှမိသားစုရထားတာဒီကျော်စွာလင်းရဲ့ စစ်သားလာကတွေလားတိုင်းပြည်ရဲ့မွေးတွေလားရမှာမပူနဲ့ကြုံမျိုးမြင်အဲ့ဒီဘဝတွေဆက်လာမှာအဲ့ဒီအလုပ်ကိုတွန်းလုပ်တဲ့ဒူတိုင်းအဲ့ဒီဘဝကိုခံစားရမှာမင်းတို့ထင်တာကတော့ဒီနှစ်ပေါင်း60လောက်တိစောက်ထားတဲ့ institution ကြီးကလုံးဝကျုံလဲစရာအကြောင်းမရှိဘူးကိစ္စဆက်တော်လန်ရင်းတွေလုတ်လာတယ်တက်ကပဲနိုင်တယ်ဒီနေ့ချိန်နဲ့တက်ကပဲနိုင်တယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပါเนาะအကယ်၍အဲ့ဒီမင်းတို့ရဲ့တက်ကမနိုင်ဘဲနဲ့ပြည်သူနိုင်သွားရင်မင်းတို့အဲ့ဒါလေးကိုတွင်းမိကြတယ်ဘွိုင်းခေါ့လေးမဟုတ်အကောင်လုံးပါเนาะ အခုအနုပညာအတိုင်းဝိုင်းနော်အနုပညာအတိုင်းဝိုင်းနေမင်းအောင်လိုက်လိုက်ဖတ်ချူကြတယ်ညာအောင်လို့စိုးမြတ်လူသားလို့ဟာချူပါချူပါဒိန်းအောင်လို့ချူပါကြပါကြပါဒါပေမဲ့ကိုယ်လက်ကြရင်အဲ့လိုမအော်ချင်းတော့အာငါတို့အနုပညာသမားတွေဝိုင်းကောလောက်တော့မလျောက်တော့အဲ့ဒီတက်လာတဲ့အစိုးရလက်ထက်ကြရင်တော်နိုင်ရဲ့အလွန်မှာတက်လာတဲ့အစိုးရလက်ထက်ကြရင်ဒီလားအစိုးရကမလုပ်ရင်တော့နောက်ဆုံးပြနိုင်ငံရေးပွဲတစ်ခုနိုင်ငံနိုင်ငံတော်အခမ်းအနားနဲ့ပတ်သက်တဲ့တစ်ခုမှာရန်အောင်ဆော့ဖ်ရှယ်မရှိတဲ့ရုပ်နဲ့လာမယ်ဒိန်းအောင်ဆော့ဖ်ဆက်ဖြဲနေတဲ့ဟမ်ကြောင်ဆက်ဖက်ရုပ်နဲ့လာမယ်ဆိုရင် ဒီအစိုးရကလက်ခံတော့အောက်ဘက်ပြည်သူကလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့တော့ဂျုံယူနေကြောက်မအားလားလို့အာနာယူဟာ၅နှစ်ချီပြီးအခုမပြုတ်ကြသေးတာအဲ့ဒါမဲ့အဲ့တော့ဘာဖြစ်လဲဒီတိုင်းဒီမှာမတည်တင်မဲနဲ့ပြည်သူတွေအသက်တွေတည်ရတယ်နော်မစတည်တင်မဲနဲ့ရဲဘော်တွေအသက်တွေစည်ရအဲ့ဒီအားလုံးကတည်ရခံပြီးဒီလိုအတိုင်းဝိုင်းကြောက်အဲ့ဒီချိန်ကြရင်ကောင်းကောင်းထိပ်မှာမပူနဲ့လို့အတိုင်းဝိုင်းအပြင်ဘက်ကိုရောက်မှာအခုကျော်စာလေးတမီဟုတ်တယ်နော် ဒါပုံမှန်ကြည့်မယ်ဆိုရင်လူလူကြီးကြည့်မယ်ဆိုရင်တော့ကြော်စွန်လင်းမှာဒါစစ်ကောင်းဆောင်ဖြစ်တဲ့အတွက်ကြော်စွန်လင်းမှာဒါပြည့်ရှိရှိမယ်သူတမီးမှာအပြစ်ရှိစရာမလိုဘူးပေါ့ဒါကဟုတ်တယ်ဒါပေမဲ့လို့လောကတဘာဝတက်ရောက်မှုတွေကအဲ့လောက်နဲ့မရဘူးလေကလုံဥဆောင်ကြီးကလုံဥဆောင်လောက်ရတဲ့အပြစ်ကကလုံဥဆောင်နဲ့ပဲဆိုင်တယ်လေဒါပေမဲ့ဒီနေ့အချိန်ထိကလုံဥဆောင်မိသားစုကိုမင်းတို့မြန်မာအတိုင်းဝိုင်းကဘယ်လိုကျင့်ထားလဲအဲ့အဲ့ဒါတဘာဝပဲအဲ့ဒါတဘာဝတွတ်တူဖြစ်တတ်တဲ့တဘာဝ နော်အဲ့တော့အဲ့ဒါတွေကိုတိမယ်ဆိုရင်တော်စွာလေးနေနဲ့တိရမယ်ငါဒီလမ်းကိုပြည်သူနဲ့စန့်ကျင်ဘက်လမ်းကိုလှုပ်ပြီးတော့ဒီစစ်တပ်မှာပြည်သူနဲ့စန့်ကျင်တဲ့နေရာကနေငါမိသားစုလေတလုံးခံစားရမယ်ဆိုတော့တို့တိရမယ်နော်အခုကျော်မျိုးမင်းကျော်မျိုးမင်းရဲ့တားလေးဘာလုပ်လဲမပူနဲ့တစ်ချိန်တည်းမိသားသမီးတွေလည်းအဲ့ဒီဘဝရောက်မှာပဲဘာဖြစ်လို့လဲအဲ့ဒါတွေအားလုံးနှုတ်ခဲ့တဲ့အချိန်မှာမင်းလောက်ထားတာလေမင်းကကောင်းကောင်းမွန်မွန်ရက်တည်ပြီးတော့ပြည်သူဘက်ကရက်တည်ထားမယ်ဆိုမင်းကြံပြီးခဲ့တဲ့မျိုးဆက်ကအဲ့လိုထိစရာအကြောင်းရှိဘူး ငါပြည်သူနဲ့စန့်ချင်ဘက်ကိုရက်တည်ပြီးတော့ငါပြည်မင်းတို့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ကိုစီစိုးတဲ့ကောင်ကနေတိုင်းငါအပါဝင်ငါနဲ့ကြံပြီးခဲ့တဲ့မိသားစုပြည်သူကယုံပါပဲအဲ့ဒါကိုဘာပြစ်ပြောလို့မရဘူးဒါလောက်ကတူပေါ်မှုတည်တယ်ချင်းချင်းလေးဟုတ်တယ်နော်အဲ့တော့ချီးကြိုင်ပြီးတော့ဆန်နှခုနဲ့မထွက်ချင်တဲ့လေကွာမင်းတို့ကြိုင်ထားတာချီးလေကိုယ့်ကိုတိလေဟမ် ဒီဘုဒ္ဓကြီးဒုလိုကျော်တော်လေးရဲ့တမိနန်းလင်းလက်ဦးဟိုတချို့တက်ကောတက်ခွင့်ပေးတာဒါပွန့်လိုက်ပြောရင်ပြည်တင်ရှုပ်ချပါတယ်ဒါတွေကဒီလိုမျိုးသိဘူးပေါ့ဗျာဆောက်ကြည့်ပြောတယ်ကျွန်တော်တော့ပွန့်လိုက်ပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုဒ္ဓကြီးရဲ့တမိရဲ့ကြီးဘုဒ္ဓကြီးရဲ့တမိရဲ့ကြီးဘုဒ္ဓကြီးရဲ့ကြီးပညာရေးကဘာလို့မဆိုရပိုင်ခွင့်ရှိလဲဗေနိုင်ငံမှာဆိုပညာရေးနဲ့ပတ်သက်ဘုဒ္ဓကိုလိုကန့်တရားဆိုမလို့ပြနေရတယ်ပညာရေးအော်အဲ့လိုလားကန့်တရားဆိုအဲ့ဆိုရင် CDN တွေကိုလိုက်ခန်းတာပါဖြစ်လို့ဟမ် CDN စစ်ကောင်စီရဲ့မင်းအောင်ဆိုင်အာဏာသိမ်းတဲ့အောက်မှာ တောင်ဝင်မထမ်းဆောင်ပဲနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအမေရိကန်သမ္မတအင်ဖြူရိုရှိတွင်မြန်မာတက်ကြွလှုပ်ရှားသူများနှင့်ရက်ဆက်တိုက်တောင်းဆိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးစစ်ကောင်စီ၏အတူရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC သမ္မတအင်ဖြူရိုရှိနှင့်တရုတ်တန်ယုံရှိတို့တွင်မြန်မာအရေးတက်ကြွလှုပ်ရှားသူများကဆန္ဒပြတောင်းဆိုခဲ့ကြသည် ဒေါ်အောင်ဆန်းစုကြည်ဖန်ခံရတာကျမကြီးမကောင်းဘူးလို့အတန်ကြားတယ်။အရန်စိုးရိမ်နဲ့အ мян ဆုံးလုပ်ပေးဖို့စုယုံတောင်းဆိုတာဗမာပြည်သူတွေစားအင်ဖြူတော်ရှိမှအခုလိုတောင်းဆိုပြောပြနေတာဖြစ်တယ်။အခုဆန္ဒပြပွဲမှာ ပါဝင်နေတဲ့သူတွေလည်းနေပူမိုးရွာမရှောင်အင်ဖြူတော်ရှိမှဆန္ဒလာပြကြတာပါဟု Women from Myanmar Metro RAE ခေါင်းဆောင်မမူမူကရန်ကုန်ခေတ်စ်ကိုပြောသည့်တရုတ်ကအတူရောင်ရွေးကောက်ပွဲကိုကူညီမယ်ဟုအတိအလင်းပြောလိုက်သည့်အတွက်ရန်သူဖြစ်သွားပြီဖြစ်ပြီးစစ်ကောင်စီသည်တသက်လုံးမတည်မြဲနိုင်သည့်အတွက်ပြည်သူများ၏ဆန္ဒကိုလိုက်မလားလက်တအုပ်စာလူများ၏ဘက်ကိုလိုက်မလားဆိုသည်ကိုတရုတ်ကမေးချင်ကြောင်းခင်းကပြောကြသည် အမေစုကိုချစ်လို့အမေစုလွတ်ဖို့လာတောင်းဆိုတာပါလူတွေနေတိုင်းတည်တဲ့တိုက်ပွဲတွေဖြစ်နေတဲ့မြန်မာပြည်ကိုလူတွေပြန်လို့ရစေချင်တဲ့စစ်ပွဲတွေရက်စေချင်တဲ့ရံမဖြစ်စေချင်တော့ဘူးဟုအင်ဖြူရိုရှေဆန္ဒပြပွဲတွင် လာရောက်ဆန္ဒပြတောင်းဆိုခဲ့သည့်အသက်၁၁နှစ်အရွယ်ဆန်ယူနရစ်ကယောက်ကဆိုသည် ဒီကလူတွေအမေရိကန်ကိုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုသိစေချင်တာကျွန်တော်သမရထရန့်ကိုသိစေချင်တယ်သူ့အနေနဲ့အပြောင်းလဲလုပ်စေချင်တယ်အမေရိကန်ဆိုရကကျွန်တော်တို့ကိုကူညီစေချင်တယ်မြန်မာနိုင်ငံတွေကအကြမ်းဖက်မှုတွေကိုရက်စေချင်တယ်ငင်းချမ်းရင်းနဲ့ချမ်းသာရေးပဲအရန်လိုချင်တယ်ကျွန်တော်ဆန္ဒကအဲ့ဒါပါပဲဟုအဆိုပါဆန္ဒပြပွဲတွင်ဝင်ရောက်ဆန္ဒပြတောင်းဆိုခဲ့သည့်အသက်၃နှစ်အရွယ်လူငယ်တဦးကပြောသည်အလုတ်ဖတ်ပြီးတော့အပြင်မှာ နော်မိဆိုင်ရတင်းနေတဲ့စီဗီယန်ဆရာဆရာမတွေကိုတင်ရရအရှင်ရရလိုက်ဖမ်းတာကဘာကြောင့်လဲဟမ်ကျောင်းတက်နေတဲ့ကလေးတွေလွတ်မြောက်နေပြီမှာနော်ကျောင်းတက်နေတဲ့ကလေးတွေရဲ့စာတင်ကျောင်းပေါ်ဘုံလိုက်ကျဲချတာဘာကြောင့်လဲပညာရေးကလူတိုင်းရပိုင်ခွင့်ရှိတယ်ဆိုရုပ်ဆရာကျောင်းမရှိဘူးလေမင်းတို့မင်းအောင်နိုင်တောင်းမှာပညာမတင်မတင်ခြင်းတော့တောင်းဝင်မထမ်းဆောင်ခြင်းတော့သူ့တို့နှုတ်ထွက်တာလေတူတင်ခြင်းပေးခြင်းနဲ့တူတင်ပေးတာလေ ဒါပေမဲ့စီဒီယံကျောင်းဆရာစီဒီယံဆရာစီဒီယံဆရာမတွေကိုမင်းတို့ဘလောက်တောင်မှလူတက်တမမဒိန်းတမတွေကိုထောင်ထဲကလွတ်တယ်အဲ့ဒီစီဒီယံလှုပ်ပြီးစာတင်နေတဲ့ကျောင်းဆရာတွေဆရာမတွေကိုမင်းတို့တွေအယိုးတကြီးနဲ့လိုက်လံဖန်စီတက်ပြတ်နေတဲ့ချိန်မှာမင်းမဆက်ကဘာဖြစ်မှမပြောတာအဲ့ဆိုဟမ်ဟာပညာရေးတင်တဲ့ဘာလို့လုပ်လို့မရအောင်လဲမင်းပါစုမပြောတာလေဟမ်အဲ့ချိန်မှာပြောလေကွာဟမ်မင်းတို့ထိမှမင်းတို့နားတယ်ပေါ့ဟုတ်လားဟုတ်ပြီတိုက်ပြီးကန့်ကန့်ပြိပိနေမယ်ဆိုရင်ဒါပွန့်လိုက်ပြောတော့ပညာရေးပြိပိနေပြိပိနေတူတာလေးဒီမျိုးပြောစီနားမလည်ဘူးအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်ပွန့်နေပြောမယ်ဒီဂျပန်ရောက်မှာလေအဲ့ဆိုမင်းရောက်နေပြီပြော တင်ညာရေးကိုပြင်ပြင်ကတ်တာဒီပိုစီနားမလဲဆိုမင်းအောင်နိုင်ဝင်ရေးတော့ပြောအကျိုးတော့မြန်မာလေးလူတွေတော့စိုးရင်အဲ့လိုကြီးတော့လဲတို့ကဟိုမှာစတီးအဖြစ်ကိုများတယ်နောက်တစ်ခုကဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လဲဒီဂျပန်နိုင်ငံနဲ့ခံကြရတဲ့လူတွေသို့မဟုတ်ဂျပန်မှာပြရနေတဲ့လူတွေဖြစ်နေပါဂျပန်နိုင်ငံသားဆက်ဆက်ဖြစ်နေတယ်နော်အဲ့တော့ င်ပြောရင်ဒါမျိုးကြီးလေကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်တဲ့ကိစ္စတစ်ခုပါလေကန့်ကွက်တဲ့ကိစ္စတစ်ခုပါလေအဲ့တော့ပွင့်လင်းပြောရင်တော့ဒါမျိုးကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပွင့်လင်းပြောရင်ဒါတို့ကျွန်တော်ပြစ်တင်ရှုတ်ချပါလေဟိုဘေးကြီးကြော်ကြောင်းလေးသမီးမိုင်မဟုတ်ဘူးတက်မတော်မှရှိတယ်ထိမင်းကောင်းတော်နေနိုင်ငံတော်ကြီးကကောင်းတော်သမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုတင်တယ်ဒါအောင်ကန့်ကွက်တဲ့သူတွေဒါမျိုးဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းကတူတူငါတမဲနဲ့ကိုယ်ကရဲဘူးကြဆုံးဝေးဝါလာခိုင်တဲ့ပုံစံမျိုးဖြစ်တယ်။အာနာရှင်စိတ်ရှိတဲ့သူကဖြစ်တယ်လို့ကျွန်တော်တို့တခါလေးပြောချင်ပါလား။ဟမ်သူတို့ဘက်ကိုထီတော့နာတတ်တယ်ဟုတ်လား။ကျော်စာလေးရဲ့တမီးကိုဘွိုင်းကောက်လို့နားတယ်။ဘွိုင်းကောက်လို့ဆိုတော့ရိုးရှင်းတယ်လေ။ ဟမ်ဘွိုင်းကောလောက်လာရှင်းပါလေလူရမတွင်းတာလေအဲ့အဲ့လောက်ခံခက်တာမရှိဘူးတာဒါပေမဲ့ဘွိုင်းကောလောက်တာလေရှင်းချင်းလေးလူရမတွင်းတာငါတို့အတိုင်းဝိုင်းနဲ့ဒီဟာတွေမဝင်လာခိုင်းနဲ့မပတ်သက်ခိုင်းနဲ့နော်ဒါပေမဲ့ခံရခက်တာလားဘွိုင်းကောလောက်တာလောက်ခံရခက်တာမရှိဘူးနော်အဲ့တော့လက်ရှိစစ်အတိုင်းဝိုင်းကဒီတိုင်းခံရမှာဒီတိုင်းခံရမှာဒါတော်လိုင်းမပြီးသေးဘူးနော် တော်လှန်ရေးမပြီးသေးဘူးဘာဖြစ်လို့လဲမင်းတို့စစ်တပ်ကနေလောက်ထားတဲ့ပြည်သူအပေါ်ကိုရဲရဲဆက်ဆက်တတ်ထားဖြတ်ထားဖမ်းဆီးတာမနဲ့ဖမ်းဝညအလောင်းလာဖို့တော့ခစ်ကိုပြောင်းချင်းခေါင်းကိုပြစ်ဆိုပြီးတော့ရဲရဲဆက်ဆက်တတ်ဖြတ်ထားတာတွေအားလုံးဟာအကုန်လုံးပြန်ခံမှာနော်အဲ့ဒါအားလုံးခံမှာပြည်သူကမင်းတို့ပေါ့ခွင့်လွှတ်တော်မှာလောကကြီးကမင်းတို့ခွင့်လွှတ်လို့မရအဲ့တော့ကျော်စွာလေးကိုဟိုတမီးကိုထိမှနာခတ်တာဒါအဆမ်းပဲရှိသေးတယ်နော်အဲ့ဘလိုဟာမျိုးလဲဆိုတော့တို့တော်လိုင်းစာကစားကနော်တော်လိုင်းစာကစားကတူပြီးနဲ့ ပစ်ပြီးတော့ပြေးတဲ့အချိန်မှာတောက်ကြားစစ်ပုံစံမျိုးပစ်ပြီးတော့မင်းတို့စစ်ကြောင်းတွေမင်းတို့စခန်းတွေကိုပစ်ပြီးပြေးတဲ့အချိန်မှာမင်းတို့ဘာပြောလဲညာဟာမင်းတို့ပစ်ပြေးနေပါကွာတဲ့မင်းတို့စခန်းတွေလက်ပစ်တော့မင်းတို့စခန်းတွေကိုတိုက်ရပါဘာဖြစ်လဲညာဖြစ်တယ်ပြောအဲ့ဒီမှာတော်လိုင်းဘက်ကလူတွေဘလို့ပြန်ပြောတယ်ဒါအဆမ်းပဲရှိသေးတယ်ပြောတယ်မလားပြင်းပြင်းနဲ့ဘလို့ဟာမျိုးတွေလာတယ်အေးအဲ့လိုပဲအခုလည်းဒါကြော်စော်လေးတမီးကအဆမ်းပဲရှိသေးတယ်ရာဇယ်အဆင့်လောက်ပဲကွာဟိုဘွဲ့နေပါပြီးကနေကြလို့ရှိရင်မင်းတို့ကိုမှတ်မိအောင်လို့ပထမတစ်ခါအရင်လုတ်ပြတယ်မလားအေးရာဇယ်အဆင့်မရှိသေးဘူးတိလားနော်အဲ့တော့အဲ့ဒီအလုပ်ကိုတော့လုပ်ရင်ဘသူပြစ်ခံမှာကျော်စွာလေးတမိမို့ခံရတာပေါ့ เนาะဘုံချုပ်ကြီးကိုစီဆိုရင်လည်းအဲ့ကိုစီရဲ့တာသမီခံရမှာပဲတီတူစိုက်နေမှလုံးအဲ့ဒါရှင်းရှင်းလေးအဲ့တော့အဲ့ဒါအခုလက်ရှိဒီဒီပေါ်မှာကြည့်ဒီပေါ်မှာဘလောက်မီးရှို့ပြည့်စည်အကြမ်းဖက်ပြီးတော့အစံနှပြတ်ကြတယ်ဒါပေမဲ့ဒီပေါ်နိုင်ငံကအင်အားစုတွေဟာဘာဖြစ်လဲတွဲဆုံဆွေးတွေညှိနှိုင်းပြီးတော့အဖြေရှာပြီးတော့ရအောင်တိုင်းကြီးကိုညင်အောင်ထိန်းသွားတယ်မင်းတို့အဲ့ဒီကြောစာလင်းအပါဝင်မင်းတို့စစ်ခွေးကောင်းဆောင်တစုကဘာလုပ်လဲညင်းညမ်းတာနဲ့လက်တုံးချောင်းထောင်ဒီစံနှပြတ်တဲ့ပြည်သူကိုမင်းတို့ရရဆက်ဆက်ပြစ်တတ်တာလေဟမ် ပြည်သူကဘယ်လောက်စည်းကမ်းရှိတယ်အခြေရဆန်နှပြောင်းရတယ်အနောက်ကအမိုက်လိုက်ကောက်ပေးတဲ့အဖွဲ့တတ်တတ်ရှိတယ်အပြင်းပုတ်လို့ဆိုတာဝေးအဲ့ဒါလို့ပြည်သူကိုလက်သုံးချောင်းကိုမယူဘဲနဲ့မင်းတို့ကမင်းတို့လက်နက်ကင်တာကိုယူလာတယ်အဲ့တော့အဲ့ဒီစိုးချိုးတွေအားလုံးမင်းတို့ခံရမှာပဲကိုခံရမယ့်အလှကမှမငိုပြနဲ့တိလားပိုက်တာတွေမျက်ရည်မြင်မကြတော့မှတ်ထားမင်းတို့